ါရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နေ့ခတ်အစီအစဉ်ရ2025ခုအောက်တိုဘာလ31ရက်နေ့တွင်ဆောင်ရွက်ရှာရွက်ဆောင်ရွက်ရမယ့်နေ့ခတ်အချိန်အခါတွေကိုကျမအေရွင်မုံနဲ့မတ်ရွှေယုံပြေတို့မှတင်ဆက်ပေးသွားမှာဖြစ်ပါရရှင် 2025ခုအောက်တိုဘာလ31ရက်နေ့တောက်ချာနေအတွက်တောက်ချာသတင်းများအပေါ်ပုံမူပြီးတရားမှုရှိနိုင်တဲ့ကောင်းမွန်တဲ့နှက္ခတ်9ပါးနဲ့မြို့ရဲတွင်ကိစ္စရပ်များဆောင်ရွက်နိုင်ရန်နှက္ခတ်ချင်းကကောင်းမြောက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။နေ့လေ12:18မိနစ်မှာနေ့လေ12:38မိနစ်အတွင်းမှာတော့ဘုံကံကြီးမြင့်မဲ့နှက္ခတ်ကင်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လေ2:35မိနစ်မှာနေ့လေ2:55မိနစ်အတွင်းမှာတော့စံထောင်မြင့်ပြီးမြစ်တရီကန်ကောင်းမွန်မဲ့ဆုံးနှက္ခတ်ကင်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နေလဲ3:28မိနစ်မှာနေလဲ3:48မိနစ်အတွင်းမှာတော့ဘာပဲလုံးလုံးထိုးထည့်ရောက်ရှိအောင်မြင်စေမယ့်အဒီတွင်းနှက်ခက်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်နေလေ3:18မိနစ်မှာနေလေ3:38မိနစ်အတွင်းမှာတော့ရာဒူးဆာနာကြီးမြင့်မဲ့တီဖြူနကကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနန်8:9မိနစ်မှာနနန်8:28မိနစ်အတွင်းမှာတော့အင်ချမ်းမြေရောက်ဝကိစ္စရက်တွေကျပြူစီမဲ့စီဖြူနကကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ ည၈နာရီ၁၉မိနစ်မှည၈နာရီ၃၉မိနစ်အတွင်းမှာတော့ငွေကြေးဖြူရနာထီကန်ဆန်းမှုကံကောင်းပုံစီမဲ့ရေနာလက်ခက်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ည၇နာရီ၃၁မိနစ်မှည၇နာရီ၅၁မိနစ်အတွင်းမှာတော့သာသမီရေနာထုံကားရရှိစီမဲ့တန်တေနက်ခက်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ဆလဘီဒုတိယအခမ်းကဏ္ဍအနေဖြင့်တောက်ကြသသမီးများပေါ်ပုံမူပြီးထ ිය မှုရှိနိုင်တဲ့ဆိုရက်နက္ခတ်နဲ့ပတ်သက်တဲ့နက္ခတ်ချိန်ခါတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ နနက်4:58မိနစ်မှာနနက်9:18မိနစ်တွင်မှာတော့ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်ရတဲ့ချိန်ပဲဖြစ်ပါရရှင်။နနက်9:52မိနစ်မှာနနက်8:12မိနစ်တွင်မှာတော့အမှုခင်းပြဿနာစိတ်ပူပန်သောကတွေကိုဖြစ်စေနိုင်တဲ့သောကနှက်ခတ်ကိန်းကြောက်ရတဲ့ချိန်ပဲဖြစ်ပါရရှင်။ညနေ4:55မိနစ်မှာညနေ9:55မိနစ်အတွင်းမှာတော့ဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်တိုင်နှက်ခတ်ကိန်းကြောက်ရတဲ့ချိန်ပဲဖြစ်ပါရရှင်။ နနက်တနာရီ15မိနစ်မှနနက်တနာရီ35မိနစ်အတွင်းမှာတော့မိတ်ဆွေတင်ကားဟာရီဆုံးရှုံးပျက်စီးမှုကိုဖြစ်စေနိုင်တဲ့မိတုနက်ခတ်ဂိမ်းချောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။နနက်2နာရီ12မိနစ်မှနနက်2နာရီ32မိနစ်အတွင်းမှာတော့အလုတ်စီပါထိခိုက်ဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်ကနက်ခတ်ဂိမ်းချောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။ယခုဖော်ပြပေးခဲ့တဲ့နက်ခတ်ချိန်ခါရီဆိုရင်တော့တောက်ကြသားသမီးများပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နက်ခတ်ချိန်ခါရီပဲဖြစ်ပါတယ်ရှင်။ ဒီနောက်ခါချိန်ခါလေးကိုတမီတို့ရဲ့ဆရာဆရာဦးဆရာကိုမှကိုရိုင်းအသေးစိတ်တွေ့ချက်ပေးထားတာပဲဖြစ်ပါတယ်ရှင်။တမီတို့ရဲ့ဒီနောက်ခါအစီအစဉ်ကိုကြည့်ရှုအပ်ပေးကြတဲ့မြတ်ပြည့်တမီများအားလုံးကို